ောင်မင်းထွက်သွားရှင်ကြီးလိုမပြောနဲ့လေမင်းဝင်မပြောနဲ့မင်းဝင်မပြောနဲ့မထောက်ဆက်ခွန်လောက်ဟောဥတုဝါကနည်းနည်းလေးရိုင်းနေနည်းနည်းလေးမိုးမော်လာမိုးမော်လာတဲ့ခါကျတော့ဆရာဝန်ကနည်းနည်းစစ်တဲ့ခါကျတော့နှလုံးရောဂါရှိတယ်လို့ပြောတယ်ပြောတော့နောက်ဆုံးပိတ်ကျော်ဆရာအောင်သွားမိတော့ကုထုံးဝင်းနဲ့ bypass လုပ်ရမယ်တဲ့ခွဲရမှာဟာနမဖူးသမိုင်းနဲ့ပေါ့ငွေရှာအောက်တန်းကြတဲ့အလုပ်တွေလုပ်ပြီးကလေးကချင်းဝင်ဆိုင်ဝင်ဝတ်တာမင်းကုန်မင်းပိတ်တော်တယ်ပေါ့ဟုတ်လားဟုတ်လား ျွန်တော်မခွဲခြင်းဘူးဆရာရဲ့လို့ကျွန်တော်နေကောင်းအောင်မဲ့လှုပ်ပေးပါဆိုပြအဲ့ဒါဆိုစတန်၃ချောင်းထည့်ပေးလိုက်တာစတန်၃ချောင်းထည့်တာအဲစတန်၃ချောင်းထည့်တာအခုဆိုရင်ဟို၈နှစ်၉နှစ်လောက်ရှိပါပြီကောင်းနေသေးတယ်စတန်ထည့်တဲ့လူတွေက၃နှစ်လောက်နေရှင်နောက်တော့တစ်ချောင်းချောင်းထည့်ရတာရှိတယ်ဒါပေမဲ့ဈာမကိုဗစ်ကလည်းဖြစ်ပါနဲ့ဖြစ်ဆိုတော့အဲ့ဒီမထက်ဖြစ်တော့ဘူးနော်အဲ့လိုပါ ဟုတ်ပါဘူးစိတ်ပြေကိုနုပေါ့နော်အခုချိန်မှာတော့ငငယ်တော့ရေကူးတယ်မြင်းစီးတယ်အဲ့လိုပေါ့ရွက်လေစီးတယ်အများကြီးပေါ့အဲ့တော့အစိတ်30လောက်တည်းရဆိုတော့ဒီဘက်ကအဲ့လောက်ကြည့်ရင်ရေတောင်မကူးနိုင်တော့ပါဘူးဒါပေမဲ့အဲ့လိုပေါ့နော်ကိုတရားလေးပါလေးမှားပြီးတော့နည်းနည်းစိတ်စိတ်ကိုနည်းနည်းထိမ့်ပြီးတော့နေပြီးတော့နုပြောင်းတပင်လောက်တာတော့မဟုတ်ပါဘူး စိတ်စိတ်ပြူတော့ကိုနုပြီးတော့ဟွာနည်းနည်းနုတယ်လို့ထင်ပါပါတကယ်တော့လဲသဗင်တင်လဖြူနေပါပြီ86ပါ86ဆိုမတင်အောင်လေ60လောက်ပဲထင်ရမလားအဲ့လိုပါပဲသူပြောရလဲပြောကြတယ်ကိုတုံးကနုတယ်အဲ့လောက်မထင်အောင်ဒါပေမဲ့ဟိုဘလိုပဲပေါ့နော်ကိုကတော့တမင်နုအောင်နေတာမဟုတ်ပါဘူးဟိုတုံးပဲတခါလေးတရားမှတ်တယ်လေ ကျမ်းမာကျမ်းမာလေးလိုက်စားပြီးတော့အကစားလေးပါလေးပါအဲ့ဒါကျမ်းမာမှာလမ်းလျှောက်တာအဲလမ်းတော့လမ်းလျှောက်တယ်အဲ့ဒါသူမေ့သွားလို့ကိုတုံးရဲ့တပတ်300လောက်တော့အင်းရကောင်မှာလမ်းလျှောက်တယ်တနားရီလောက်လျှောက်တယ်လေတနားရီလောက်တနားရီလောက်လျှောက်တယ်တနားရီလောက်လျှောက်တယ်အဲအဲ့တော့လောက်တော့ဟိုအဲ့ရလေးတော့နေဆရာဝန်ကတုံးတုံးဝင်စေးမမန်တော့လမ်းလျှောက်အစားတော့စင်ကျင်အဲအဲ့ရတော့အဲ့ဒါမှပြောတယ်စေးမမန်တော့လမ်းလျှောက်အစားတော့စင်ကျင်ဟိုကခုချင်းပါ သူတို့ဝေးနေတယ်တံပေါက်တယ်မစားရဘူးမစားရဘူးအဲအထုပ်တွေပေးတာမယူးမယူးလို့အဲကြီးအိုးပဲတောက်လို့မရဘူးအဲလိုအချိုတွေပါတယ်အစီအိအိနေပါရေပန်းတဲ့နဲ့အောင့်တာအဲစားအဲတော့အစီအိအိနေမစားပါနဲ့ဆိုတော့အဲလိုလေးပဲစင်ငင်ရတာပေါ့ဒါလောကအခါပါရှိလို့လောကအခါအတွင်းဝဲရဟိုလောက်ကဒီကိုဗစ်ကာလရှိပဲ2019လောက်ဟော ဦးတို့ကနည်းနည်းလေးရိုင်းရင်နည်းနည်းလေးမိုးမော်လာမိုးမော်လာတဲ့ခါကျတော့ဆရာဝန်ကနည်းနည်းစစ်တဲ့ခါကျတော့နှလုံးရောဂါရှိတယ်လို့ပြောတယ်ပြောတော့နောက်ဆုံးပဲကျော်ဆရာအောင်သွားမိတော့ကုထုံးဝင်းနဲ့ဘိုက်ပတ်စ်လုပ်ရမယ်တဲ့ခွဲရမှာဟာအဲ့လောက်တော့မမေးဘူးအဲ့နဲ့အဲဆရာကြီးဥက္ကအဆန်းလို့နဲ့တွေ့တဲ့ခါကျတော့ကျွန်တော်အဲ့လိုပြောနေတယ်ကျွန်တော်ဘာလို့ရမလဲမေးတော့ကုထုံးဝင်းဘာဖြစ်ချင်လဲတူတာတခွန်းနဲ့ပဲဆရာ ျွန်တော်မခွဲခြင်းဘူးဆရာရဲ့လို့ကျွန်တော်နေကောင်းအောင်ပဲလှုပ်ပေးပါဆိုပြအဲ့ဒါဆိုရင် stand 3ချောင်းထည့်ပေးလိုက်တာ set 3ချောင်းထည့်တာအဲ stand 3ချောင်းထည့်တာအခုဆိုရင်ဟို၈နှစ်၉နှစ်လောက်ရှိပါပြီကောင်းနေသေးတယ်တကယ်တော့ဆိုတော့ stand ထည့်တဲ့လူတွေက၃နှစ်လောက်နေရှင်နောက်တော့တစ်ချောင်းချောင်းထည့်ရတာရှိဒါပေမဲ့ဈာမကိုဗစ်ကလည်းဖြစ်ပါနဲ့ဖြစ်ဆိုတော့အဲ့ဒီမထက်ဖြစ်တော့ဘူးနော်ဆရာကြီးပြောတော့လဲဆရာကြီးအဲ့လိုဆိုလို့ရှိရင်လည်းကိုတွန်းဝဲ အစားအသောက်စင်ကြင်လမ်းမမှန်ရှောက်အဲ့လိုလင်းတဲ့နေပါဆိုတော့ဦးထွန်းပြန်နေကောင်းနေတယ်မခွဲလိုက်ရတာပေါ့နော်မခွဲလိုက်ဘဲစတန်၃ချောင်းတော့ထည့်ထားတာပါ